ဆေးကြောင်ပြီးတော့ကလေးမလေးတယောက်ကလေးမလေးကညပူလို့ဆိုပြီးတော့မှရေချိုးကိုအောက်ကိုဆင်းလာတယ်လို့ပြောတယ်။ချောင်းနေမှာပေါ့အနီးနာကလေးမလေးကိုသုံးယောက်ပေါင်းပြီးမတိန်ချင်းပြစ်တယ်။ပြီးတော့အပိုင်းသုံးပိုင်းဖြတ်လိုက်တယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့တော့အရင်တိုင်းပဲ မအီချိုရဲ့ဒီဟိုတလိုလေးရဖြစ်သွားတဲ့ဒီကောင်မလေးတယောက်ဂျပန်သွားမဲ့ကောင်မလေးတယောက်ကိုသုံးပိုင်းပိုင်းပြီးတော့တက်ပစ်လိုက်ကြရဲဆိုရက်တည်င်းနဲ့အတူသူတိထားတဲ့ခင်မြန်ချက်လေးတွေကိုပြောထားတဲ့ဗီဒီယိုလေးက TikTok မှာလည်းအရင်ပေါက်ပါတယ်။အဲထဲကပြောထားတဲ့စကားလုံးလေးတွေကြိုက်တဲ့အတွက်ကြောင့်မို့ကျွန်တော်အမအမရဲ့ဗီဒီယိုလေးကို reaction အရင်တိုင်းအရင်လိုပဲအရင်လိုပဲ ပြန်ပြီးတော့လှုပ်ပေးပြစေအားလုံးပဲမင်္ဂလာပါနော်ကျမလည်းတက်တော့တော့တိတ်ပြီးတော့မှမရိုက်ဖြစ်တော့ဘူးမရိုက်ဖြစ်တော့ဘူးဆိုတော့ပြောစရာတွေတိတ်မရှိတော့ဘူးလို့ယူဆပြီးမို့လို့မရိုက်ဖြစ်တော့တာပါခုနေ့ကသတင်းတစ်ခုနှစ်ခု Facebook မှာဗောနော်ဖတ်လိုက်ရတာစေးကြောင်ပြီးတော့ကလေးမလေးတယောက်ကိုနေရနေပြီးတော့မှရန်ကုန်ကိုတက်လာတဲ့ကလေးမလေးပေါ့ ုင်ငံခြားသွားဖို့အတွက်တက်လာတာအဆောင်မှနေနေတာပေါ့ခလေးမလေးကညပူလို့ဆိုပြီးတော့မှရေချိုးကိုအောက်ကိုဆင်းလာတယ်လို့ပြောတယ်အဲ့ချိန်မှာချောင်းနေမှာပေါ့အနီးနာခွေးတထောင်စားတရစကားပြောနေနေကြမ်းလိုက်အောင်မယ်ခလေးမလေးကို၃ယောက်ပေါင်းပြီးမတိန်ချင်းပြစ်တယ်ပြီးတော့အပိုင်း၃ပိုင်းဖြတ်လိုက်တယ်ဖြတ်ပြီးတော့ လော်ကားဥယျာဉ်ဘက်မှာတွက်လွန့်ပစ်ထားတာပေါ့ဒီတဲ့တင်းကလူဟိုအမျိုးမျိုးပြောနေကြပေါ့နော်အဲ့လို၃ဘိုင်းပိုင်းပြီးတော့ဖြက်လိုက်တယ်ဖြက်ပြီးတက်လိုက်တယ်ပေါ့ပြီးရတော့အလောင်းကိုသွားဆွန့်ပစ်ကြတယ်ဟိုတချို့ကပြောနေတဲ့တင်းနေကြလည်းအထက်မှာအတက်မပြေသေးတဲ့14 15 16ရွယ်တွေကျူးလွန်နေသူတွေကကျူးလွန်နေလူ၃ယောက်ပေါ့နော်အထက်ကအဲ့လိုအရွယ်ရည်တွေအစားပါတယ်ဆိုပြီးတော့ ပြောနေကြရေပေါ့နော်ဖမ်းမိပြီဆိုတဲ့သတင်းတွေလည်းတက်တယ်အဲ့ဒါတွေကတော့ကျွန်တော်လည်းဘလို့အတိအကျရင်ဒီအပိုင်းမှာမကြည့်ဖြစ်ဘူးကလေးမလေးကရွှေပြည်တာအဆောင်မှနေနေတာရွှေပြည်တာဘက်ကအဆောင်မှနေနေတာအမျိုးသမီးဆောင်ပါပေါ့ဆိုတော့အဲ့တက်တဲ့လူကလည်း၃ယောက်ပေါ့နော်တယောက်ကိုဖမ်းမိထားတယ်ပေါ့စေးအလွန်အကျွံတုံးပြီးတော့တက်ပြစ်တာပါမရင်းကျင်ပြီးတော့တက်ပြစ်တာ ကျမတို့မူရင်စေဝါနဲ့ပတ်သက်ပြီးမှတအားပြောထားတာပေါ့နော်ကျမဆိုရင် ကျမကိုတော်တော်လေးအဲ့ဒီဘက်အချမ်းကလူတွေကကျမကိုဘယ်အချိန်ဘာလုပ်မယ်ဆိုတာမပြောနိုင်ဘူးကျမအဲ့လောက်ထိပြောထားတာပေါ့ကျမတို့တိုင်းပြည်မှာလက်ရှိ အခက်အခဲဆုံးရင်ဆိုင်နေရတာမူရင်စေဝါပြတနာမှန်ပါတယ်ကျွန်တော်စပဲဒီအမရဲ့ဗီဒီယိုတွေကိုကျွန်တော်ရဲ့အရင် channel အဟောင်းမှာ reaction စလုံးမယ်ဆိုတော့ကျွန်တော်ပြောခဲ့မှုအရှိတယ်။ဒီမှာပဲစပြီးတော့ဒီမူရစေဝါနဲ့ပတ်သက်လို့မိန်းကလေးတွေဘလို့ဘွားပြက်တယ်။ပြီးကြတော့မူရစေဝါနဲ့မိန်းကလေးတွေကိုဘလို့ဖျားယောင်းပြီးတော့ဘွားတွေကိုရအောင်ယူကြလဲဆိုတာဒီမှာအနစ်နာခံပြီးပြောခဲ့တယ်အမုန်းခံပြီးပြောခဲ့တယ်။အဲ့တော့လည်းတစ်တော့မှာဝိုင်းပြီးတော့ကျွန်တော်ဗီဒီယိုကြည့်နေတဲ့လူတချို့လိုပဲ။ ဝိုင်းပြီးတော့ခလိုအတ္တိတရားယူတာတို့စင်ကျင်နိုင်အောင်လေ့လာတာတို့ဟိုကောင်းတဲ့စိတ်တွေနဲ့ကြီးတဲ့လူကနည်းတယ်မကောင်းတဲ့စိတ်တွေများတယ်ဆရာကြီးလှုပ်တဲ့လူတွေများတယ်ပြကြအမဝိုင်းဆဲကြတယ်အခုမှလာအမကိုအမြဲတမ်းကြည့်ရင်အမဗီဒီယိုတွေကဘူးတုဒရရဲဆိုပြီးတော့သူ့ဘဝနဲ့ရင်းထက်ရင်းခဲ့တဲ့အတွေ့အကြုံတွေကအပြင်လူတွေတွေ့တော့ ဘောတုဒရရဲဆိုပြီးလက်တင်ခံတဲ့လူတွေများလာလို့အဆဲတဲ့လူတွေကခွာတော့တာမဟုတ်ရင်သူတို့ကဆက်စင်းနေဦးမှာမောင်းမူရစေဝါ NDA ဘူမတိကိုမတိနဲ့မူရစေဝါကိုဘာမှမဖြစ်ပါဘူးမဆွဲလန်းပါဘူးမကြောင်ပါဘူးမကောက်ပါဘူးဆိုပြီးတုံးကြတယ်ဟင်တုံးပြီးတော့မထိန်နိုင်ဘူးငကိုကမှညံရင်နှိမ့်တဲ့အမျိုးတွေ စိတ်ခံစားချက်ကိုမထိန်းနိုင်ကြအောင်ဖြစ်တင်လားမဖြစ်တင်လားဆုံးဖြတ်ချက်မချနိုင်ကြအောင်လှုပ်တင်လားမလှုပ်တင်လားအုံနောက်ကမတွေးခေါ်မစဉ်းစားနိုင်ကြအောင်အဲ့တော့ခိုးတယ်နော်လှူတယ်ခိုးလို့မရရင်ဟိုမဲ့လမ်းပျော်ကလေးတွေတဲ့၃၄ယောက်ကအုပ်စုဖွဲ့ပြီးတော့ နော်လူကြီးတယောက်ကိုပတ်စံတောင်းတယ်စူးလီဘက်မှာမပေးတော့ဓားတွေနဲ့လီးပြီးဒုတ်တွေနဲ့ရိုက်ပြီးတော့ထွက်ပြေးကြတယ်တဲ့ကျမတို့နိုင်ငံမှာဖြစ်နေတာနော်ရန်ကုန်မြို့ကြီးမှာပေါ့ဘလောက်ကြောက်စရာကောင်းလဲဆိုအဲ့ဒါစေးတုံးနဲ့အဲ့မူရစေးတုံးနဲ့အကျိုးဆက်တယ် မူရစ်ဆေးကိုလွယ်လွယ်လေးရနေတာအားလုံးခလေးတွေကြားထဲမှာလူကြီးတွေကြားထဲမှာနော်ကိုပိုင်အလုပ်ရှိတဲ့လူတွေအားလုံးကလည်းကိုကိုပိုင်အလုပ်ကိုကိုစိတ်မဝင်စားတော့အချောင်ပဲစိတ်ဝင်စားတော့တာမူရစ်ဆေးတုံးပြီးတော့မပြောအမှန်လေဟိုမူရစ်ဆေးကတော့ခုခေတ်မှာလည်းမဟုတ်အရင်ခေတ်တုန်းကလည်းသူဟာနဲ့သူဟိုလိုပေါ့ချီကြတယ်ပေါ်ကြတယ်ဟိုလို အရင်တော့အစုံကွင်းရဝယ်ဖို့တော့မှရှားတယ်ဗျကွင်းဆိုင်ရှားတယ်မြို့ပေါ်မှာမန္တလေးတို့ဘာလို့မှဆိုရင်တမန်ကုန်းတို့ကုန်းဝင်စိတ်တို့တခြားနေရာတွေအများကြီးရှိသေးတယ်အမှဆိုမူရစေဝါကိုတရားဝင်ပုံစံမျိုးကို အရင်တော့ပေါ့နော် ဖွင့်ထားတာအထက်မှာလွားဆုံးမဲ့တရားဝင်ပုံစံမျိုးပေါ်ပေါ်တင်တင်ရောင်းဝယ်နေကြတဲ့ဟာတွေလည်းကျွန်တော်တို့ မြင်ပူးတယ်တွေ့မှုတယ်အလုံးမလုံးချင်ကြတော့လက်ကြောတင်းအောင်ပေါ်ချောင်မယ်ငကိုရှိတဲ့အလုံးကပင်ပန်းတယ်လေအဲ့တော့အချောင်စိတ်တက်နဲ့လူတွေကလင်ကချစ်ကြမယ်ဖြန်ကြမယ်နော်မူရစေးကိုတုံးပြီးတော့ပြန်ရောင်းမယ်ကျမတောက်လျှောက်ပြောခဲ့ပါတယ်အဲ့ဒါ သူတို့ကိုပိုင်အတိညာဉ်ကြီးပျောက်ဆုံးကုန်ပြီဖြစ်တင်တာတွေလှုပ်တင်တာတွေမစင်စားတော့လက်တလောရဲ့စိတ်ကြက်တဲမှုနောက်ကိုပဲလိုက်ကြတော့တာလိုက်ပြီးတော့အလွယ်တကူဖြည့်ရှင်းကြတာပေါ့နော်ခလေးတွေကလတ်ထဲရောက်လာတယ်ရိုးရိုးရောက်လာတယ်မထင်နဲ့ဘာဝင်ငွေရှိလို့ရောက်လာတာလေသူတို့က အမြဲတမ်းကလပ်ထဲမှာကလေးတွေအပြင်းနဲ့သူတို့မှဘာဝင်ငွေရှိလဲအဲနှိမ်နေလို့မထင်နဲ့တော့ကျမပြောတဲ့စကားထဲမှာနှိမ်တာမပေါအောင်အမှန်တရားကိုပြောတာမိန်ကလေးတွေကလပ်ထဲကိုအလုံးမရှိအကင်မရှိရောက်လာရင်ဘာနဲ့ရောက်လာတာလဲစဉ်းစားပေါ့ကျမရှေ့ဆက်ပြီးပြောမကောင်းကျမကျမလည်းကိုချင်းစားတယ်တမီးလေးရှိတယ်ကျမကိုနိုင်ကလည်းအကြာကြီးအဲ့ထဲမှာနေလာတာယောက်ျားလေးတွေကလေးတွေ ကိုပိုင်အလုပ်ရှိတဲ့လူတွေကတို့စတိလေးနဲ့တို့တုံးပြီးတော့တို့ခဏလာအပန်းဖြေမယ်ဒါရှိရပါတော့ကိုပိုင်လုံးမရှိတဲ့ကလေးလာခိုးခိုးပြီးတုံးတာကြီးကလည်းထဲမှာပျော်တာတခုခုပစ္စည်းဟိုလစ်မယ်မကြမ်းနဲ့လူလစ်မယ်မကြမ်းနဲ့ဖုန်းလင်းဖုန်းနိုင်သွားတာခိုးပြီးတော့မှာအပျော်ပြီးရင်ဟိုမယ်ငွေရေစေဝါကြောက်ချရာကောင်းတယ်လူတယောက်ရဲ့ကျွန်တော်နော် ကျွန်တော်မှလည်းအရင်တော့ဟိုကြုံတွေ့ဘူးခဲ့တဲ့အရာလေးရှိတယ်။အရင်တော့ကျွန်တော်မှတငယ်ချင်းမိန်းကလေးတယောက်ရှိတယ်။သူအရင်ချမ်းသာတယ်။သူမိဘတွေကအရင်ချမ်းသာတယ်ပေါ့နော်။သူဒီလိုပဲတငယ်ချင်းအပေါင်းတင်းနဲ့အပျော်ပါဆိုတော့နံပါတ်4တုံးကြတယ်။ဝိရစီကိုတုံးကြတယ်။တုံးအဆောင်ကအပျော်အပျော်နဲ့သူတို့သူဆွဲသွားတယ်။အမင်းကလေးကကျွန်တော်တငယ်ချင်းပေါ့။အဲဆွဲသွားပြီးတော့သူဘယ်လိုလုပ်လဲဆိုတော့ သူအဲ့လိုတွေလုံနေရဲ့ပတ်စံနေအိမ်ကနေယူတယ်သုံးတယ်နေသူကမနမိုးနေကနေမိုးချုပ်ထိသုံးနေရရင်များလာတော့မိဘတွေကတိသွားတယ်တိသွားတော့မိဘတွေကသူ့ကိုအိမ်ပေါ်ကနေနှင်ချလိုက်တယ်အမွေပြက်ပုံစံမျိုးစိတ်နာပြီးတော့နှင်ချလိုက်နှင်ချလိုက်တော့သူကအမွေရဲ့စီရောင်းနေနေရမှာပဲသူကနေတယ်အပယ်ဝင်းကြီးလေးမှာပဲအိမ်ငါပေါ့လိုင်းကန်လေးငါနေတယ်သူ့မှာဆိုင်ကယ်ရွှေရီပါလာတယ်ရယ်စကိုဖီရယ်ရွှေရီပါလာတယ် အဲ့ဒါလည်းလေသူ့အပေါင်းသင်းနေနေဟို3လပစံလိုလိုက်ရောင်းလိုက်ဆိုနောက်ဆုံးသူ့မှာဘာမှမရှိတော့အရင်တော့သူ့ရဲ့ဘေးနန်းလေးမှာအဲ့လိုသူ့တငယ်ချင်းတွေအများကြီးရှိတယ်သူ့မှာဘာမှမရှိရောအချိန်ကြတော့သူနဲ့တူတူဈေးသုံးနေတဲ့တငယ်ချင်းတွေတိအောင်မှမရှိတော့နောက်ဆုံးဘယ်လောက်ထိဖြစ်သွားလဲဆိုတော့ तू ကဈေးပေးရင်ပစံပေးရင်လိုက်အိတ်တယ် တခြားလူတွေနဲ့အဲ့တော့သူစီလီနေနေတိုက်လိုက်ရင်ယောက်ျားတွေကသူနဲ့အိတ်လို့ရယောက်ျားတွေမဟုတ်ဘူးတယောက်ပေါ့နောက်ဆုံးကျဘလောက်ထိဖြစ်သွားအောင်သူသူကခုံးဝင်စိတ်ပတ်မှာပဲကန်နာဘတ်မှာပဲကီလိုအပြောမဲ့တို့ပေါ့နော်မကောင်းတာလုပ်စားတဲ့ main ကလေးတယောက်အနေနဲ့ဆေးဆွဲနေနေဖြစ်သွားအခုချိန်တော့တည်သွားလားရှင်သွားလားတော့ကျွန်တော်တို့လည်းမသိရောရမအတီးတွေ အလွယ်တကူရတယ်။တလုံးမှဘလောက်မှရှိတာမဟုတ်။အနှလုံးသုံးလုံးလောက်တုံးပြီးလို့ရှိရင်ကိုကိုကိုလူဖြစ်ပြီးထင်ပြီးတော့မှရက်ွက်ထဲလိုက်ဒုက္ခပေးနေ။ခုနလိုက်ပတ်ခိုးလိုက်ဒီနလိုက်ပတ်ခိုးလိုက်ခိုးလို့မရလို့ရှိရင်ချိန်ချောက်ပြီးတော့လှူလိုက်အလစ်တုံးလို့မရလို့ရှိရင် အုပ်စုဖွဲ့ပြီးတော့အနိုင်ကျင့်လိုက်နေ။ကျွန်တော်တို့တိုင်းပြည်မှာဖြစ်နေတာလူကြီးမင်းတွေကလည်းသူတို့ဟာနဲ့သူတို့တို့တိုင်ပတ်နေ။ ဘယ်လိုလုပ်မလဲကိုအချင်းချင်းကိုပြည်သူအချင်းချင်းမှာမထိန်သိမ်းလို့ရှင်ဒီဟာတွေကတနေ့ကျရင်ကိုအိမ်ပေါ်ရောက်လာမှာနော်ကျမတတိကြီးကြီးပေးတာကျမတို့အချင်းချင်းပြန်ထိန်ရမှာကျမစနစ်အကြောင်း ပြောပါတယ်ကလိန်ကကြစ်လူစိုးလူညစ်တွေကလည်းစနစ်တစ်ခုမှာအနိုင်ရဖို့အတွက်သူတို့လည်းတိုက်ပွဲဝင်နေရပါပဲကျမတို့လည်းစနစ်တစ်ခုအနိုင်ရဖို့အတွက်ကျမတို့လည်းအရှုံးမပေးတဲ့အနေနဲ့တိုက်ပွဲဝင်ရမှာပဲ ကလိန်ကချစ်တရားကလိန်ကချစ်ကြမှာပဲဟိုးအောက်ခြေလူတန်းစားကနေစပြီးဟိုးအထက်အရာရှိတွေဒီဟိုးအပေါ်ဆုံးအထိကျမတို့လည်းစနစ်တစ်ခုတိုက်ယူပါမှာပဲကျမတို့ရဲ့နစ်နာတဲ့ပြည်သူတွေကကလိန်ကချစ်တွေလူစိုးတခိုးတွေဂျပိုးတွေနေရာမပေးမိဖို့လိုတယ်အရှော့မပေးမိဖို့လိုတယ်နော်အခုကဖြစ်နေတာက ကိုယ့်အိမ်ပေါ်ရောက်မလာသေးတော့အားလုံးကပော့ပော့လေးတွေးနေရွှေပြည်သားမအဲ့ကလေးမလေးအတက်20နှစ်တနစ်ပဲရှိသေးတယ်ဘလောက်ရင်နာစရာကောင်းလဲမရင်းလဲကျင့်ခံရတယ်ခန္ဓာကိုယ်လဲစိတ်စိတ်အပိုင်းပိုင်းဖြတ်ပြီးတော့လွန့်ပြစ်ခံရတယ်စေးကြောင်နေတာနော်လူမဲခိုးမဲဓမြတိုက်မဲစိတ်အာတာဖြေဖို့အတွက်လုံမယ်အဲ့လူတွေကိုကိုနီကိုဟန်နဲ့ရှင်းပြရမှာ အဲ့လိုပြောလို့တမျိုးထင်နေနော်နော်ကျမတို့နိုင်ငံလူမိုက်ဆိုလို့ရှိရင်လူတွေကလူရန်ကားတွေနဲ့တွဲပြီးမြင်လာပညာရှိလူမိုက်အကြောင်းလဲကျမပြောပြဘူးပါလေလူရန်ကားနဲ့လူမိုက်နဲ့မတူဘူးလူရန်ကားတွေကိုနေရာမပေးမိဖို့လိုတယ်လူရန်ကားတွေကိုရှင်းထုတ်ပြဖို့လိုတယ် ကျွန်တော်တို့အချင်းချင်းထိန်းသွားမှာပဲအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှင်ဘလို့ထိန်းမှာဒီမှာပြောတော်ရဲ့ဇကားရလလုံးဝဘဟုတုတလည်းရတယ်ဟိုတချို့ဒီလိုဇကားတွေကိုတချို့လူတွေကိုသွားပြောရင်တော့မကြိုက်မှာမဟုတ်ဘူးဇကားဟိုလူမုန်းခံဖို့ စကားရင်းများတယ်ဒါပေမဲ့မုန်းနဲ့အမှန်ကအမှန်ကိုပြောနိုင်မှာအမှန်ပြောတဲ့လူတွေများလာမယ်လို့ထင်တယ်တွေးကြည့်လေနော်ကြောက်စရာကောင်းတယ်လူကြီးတယောက်ကိုကလေးလေးယောက်ကရိုးရိုးပဆန်တောင်းလို့မရလို့လှူတယ်တဲ့လှူတာတော့ရိုးရိုးလှူတာမဟုတ်ဓာတ်နဲ့ဆွဲချစ်သွားတယ်တဲ့လူကြီးတော့မိန်းကလေးမဟုတ်ဘူး ဒီကြားထဲမှာလဲခိုးဆိုးလူနိုင်တိပေါ်ကဗတ်နိုင်ကတော့ကဗတ်နိုင်တင်းကတော့ပျောက်တော့ပျောက်နေတလောက်ဖြစ်နေပါပြီကဗတ်နိုင်တင်းကတော့ပျောက်တော့ပျောက်နေတလောက်ဖြစ်နေပါပြီအမားတော့ပျောက်နေတယ်လို့သူဒီဗီဒီယိုတင်ထားတော့ကြာပါပြီဟိုပြီးခဲ့တဲ့ရက်လေးမှာနေကဗိုင်းနိုင်အုပ်စုတစုက WNBA ကားပေါ်မှာ ဒီကောင်လေးတယောက်ကိုဝိုင်းပြီးတော့ရိုင်းနှက်သွားတယ်ဆိုတော့တည်င်းကလည်းတက်လာသေးတယ်အားလုံးလည်းတွေ့မယ်လို့ထင်တယ်ကပိုင်းနိုင်အနေရလည်းရန်ကုန်မှာနေတဲ့သူတွေတော့ကတခါလေနိုင်နေရတော့မြင်တော့မှမပြောရကြဘူးဘာလို့ဆိုတော့သူတို့မှာအုပ်စုတွေရှိရယ်ဒါတွေရှိနေသူတွေကတော့တုံတန်သူကပြောရမှလည်းမဟုတ်ဘူး ဟိုပေါ့အားလုံးညင်နေတော့ကောင်းတယ်ကားတကားမှာရှိရလူတွေအားလုံးညင်နေသူသူတို့အဲ့လောက်ဆိုရင်ကြောက်တယ်ဟိုတခုပြောချင်တာအတူတူရှိအတူတူသွားအတူတူလာနေကြရဲ့လူကိုမျက်စိရှေ့ရလူတွေအားလုံးတယောက်တစ်ခုခု ဖြစ်ရင်တော့ဘလို့စီစီလုံးလုံးလေးနဲ့တိတ်ဆတ်တစ်ခုကိုဖြည့်ရှင်းမယ်ဆိုရင်တော့အကုန်လုံးကိုယ့်ဘက်ကအကောင်းဆုံးပဲဖြစ်လာမှာပဲ။ငါနေမဆိုင်ပါဘူးလေဆိုပြီးတော့နေလိုက်ရင်တော့ လှုပ်ချင်လှုပ်ကြမှာပေါ့အပြုတ်ပညာဝိုင်းပေးတာလေးနော်ကဘာနိုင်ကားပေါ်တက်လာပြီဆိုကားစီကားဆရာလည်းမတိမတာနဲ့ပညာအဟိုရင်တတိပေးတယ်ပြည်သူလူထုကလည်းညီတယ်ကဘာနိုင်ဆိုလို့ရှိရင်ညီတယ်ညီတဲ့အခါကျတော့ကဘာနိုင်ကလောလောဆယ်မှာလှုပ်ရှားဖို့တိတ်ပြီးအခွင့်အရေးမရှိဘူးဖြစ်မရှိတော့ပေါ်တင်နေလူလာတာကဘာနိုင်တဲ့အဆင်မဟုတ်ပဲနဲ့ကျတော့မိမသားတွေကတော့တတိကြီးကြီးထားပြီးနေပါ အမျိုးသားတူကြီးတွေကတော့ဒါတွေအပေါ်မှာကျွန်တော်တို့မိခိုအားကိုးပါရစေပေါ့ဘာကြောင့်ကလိန်ကချစ်တွေကလေးတွေကလိန်ကချစ်တွေဖြစ်ကုန်တာလဲဘာကြောင့်ကလေးတွေကလွယ်လွယ်ကူကူနဲ့ခိုးဆိုးလူရက်နေကြတာလဲစနစ်တစ်ခုကအတက်တွင်းခံထားရတာလေကျွန်တော်တို့နိုင်ငံမှာပညာရေးကိုစိတ်မဝင်စားအောင်ပညာရေးဘက်ကိုနှီးပေါင်းစုံနဲ့ နှိတ်ကွထားခံရတာခလေးတွေဘူမတိကိုမတိနဲ့နိုင်ငံရေးကစားသမားတွေရဲ့ဈားထဲမှာ ခလေးတွေအတက်တွေအများကြီးပေးရတယ်တော်ထဲမှာဒုက္ခတွေရောက်ကုန်မြို့မှာကြံနေတဲ့ခလေးတွေကခလိန်ကချစ်တွေလက်ကြောမတင် ခြေကြောမတင်နေခိုးဆိုးလူရက်တွေဖြစ်ကုန်တာအလုံးလုံးကိုစိတ်မဝင်စားကြတော့ အတက်ပညာတခုကိုအချိန်ပေးပြီးသင်ဖို့အတွက်စိတ်ကိုမဝင်စားတော့တာစေးတုံးမယ်ခိုးမယ်စေးပြန်တုံးမယ်လှုပ်မယ်စေးပြန်တုံးမယ်မိဘကိုဒုက္ခပေးမယ်ရက်ကွက်ကိုဒုက္ခပေးမယ်ပြည်သူလူထုကိုဒုက္ခပေးမယ်အဲ့စနစ်တခုတည်းကိုကလေးတွေကရောက်မှန်းမသိရောက်နေ ျမတို့တက်တက်လဲအဲ့ဒီစနစ်ကြီးထဲမှာရှင်တန်ကြီးပြင်းခဲ့ရတာလူကောင်းနေဆိုရင်ရည်ချင်းစရာကြီးကိုဖြစ်နေလောင်ချင်းစရာကြီးဖြစ်နေမိဘအပေါ်မှာတိတက်တဲ့ตาတမိအလိမ္မာလေးတွေဆိုရင်ဟားချင်စရာရည်ချင်းစရာကြီးတွေဖြစ်နေမိသားစုစကားကိုနားထောင်လိမ္မာတဲ့ကလေးတွေဆိုဟိုနေနေဆိုလို့ရှိရင်เนาะလူလိမ္မာလေးတွေဆိုလို့ရှိရင်ရည်ချင်းစရာလောင်ချင်းစရာပုံရိပ်ကိုတွင်းထားတာ အခုလည်းအဲ့တိုင်းဖြစ်နေတယ်။တာကြီးမင်းပါမမလုံတက်ဘူးဟာဟာလုံတက်ဘူးဟာဟာဟာဆိုဟုတ်တယ်ဒီမှာပြောတာခုခေတ်ကလေးတွေကဒီလိုမူရစီတုံးတာတို့ရေးစားရှုပ်တာတို့ကောင်မလေးပဲနေအောင်ထားလိုက်တာတို့ဘဲကောင်မလေးပဲနေအောင်နဲ့ဘလူမျိုးအိတ်ခဲတာတို့ဘဲကောင်ကို16နှစ်17နှစ်15နှစ်16နှစ်ချစ်ဟာဘဲလန်းကဘဲကောင်ကို အုပ်စုပေါ်ရင်ငါတို့ဘယ်လိုလှုပ်လိုက်မလဲအဲ့လိုလှုပ်လိုက်ရင်ငါငါတို့ကတော့ဘယ်လိုกว่าဆိုတော့အခုခေတ်ကလေးတော်တော်များများမှာသူတို့ကမကောင်းတာကိုကြွားတဲ့ခုံယူတဲ့အုံနောက်တွေဖြစ်နေတာကောင်းလာဆိုရင်သူတို့မချပြခြင်းကိုရှက်တာလို့လို့ဥပမာဖျားဝတ်တက်တာတို့ဖျားရှစ်ခိုးတာလို့ဆိုရင်ဟွန်းဘသူရှိမလို့ဘာဖြစ်လို့ညာပြုရှက်တယ်ကိုမိကိုကိုမိဘကိုပြုစုတာတို့ကိုမိဘကို တခုလုတ်ပေးတာတို့တိတက်တာတို့ဆိုရင်အင်းဆက်တယ်ကျွန်တော်ကဒီလိုပဲနေတက်တယ်ဘလို့ညလို့ဟိုအိမ်မူကိစ္စလုတ်တာတို့ယောက်ျားလေးမိန်းကလေးမယွေဘူးဒါတွေကအကုန်လုံးကထမင်းစားပြီးရှင်သန်းနေလောက်ရမယ့်အလုပ်တွေတောင်မှချက်လို့တို့ပါလို့ဒါပေမဲ့မူရင်စီဟွာတုံးတာတို့မိန်းကလေးတွေရှုပ်တာတို့ရန်ဖြစ်တာတို့အဲ့လာအောင်မှသူတို့ကကော်တယ်လို့ထင်တာ အဲ့ဒါပေါ်မှာသူတို့ကမိုက်တယ်လို့ထင်တယ်။သူတို့ကမကောင်းတဲ့ဟာကိုမိုက်တယ်လို့ထင်တယ်။ကော်တယ်လို့ထင်တယ်ဆိုတာကိုဘွားကိုဖြက်ဟိုပပိုနီပပိုစာမိဘဆိတ်ဆင်းအောင် လုပ်နေဆိုတာတွေတော့သူတို့ကမသိဘူး။အဲ့ဒါတွေလည်းပြင်ဖို့လိုတယ်ဗျာခုနော်။ဟာဆို ဟဲ့နီကလက်ကလေးတို့မှမတော်ဘူးဟုတ်လားပြီးတော့အဲ့မှာဘဝတွေပြတ်တယ်ပညာရေးလဲစိတ်မဝင်စားအောင်အသက်ပညာတခုလဲစိတ်မဝင်စားအောင်ပညာရေးစိတ်မဝင်စားရတော့ထားလိုက်ပါတော့ပညာရေးကိုကျမတို့လည်းခုချိန်ကြီးကောင်းဤဆိုဤမငွေဖန်မပိုင်းချနိုင်ဘူးဘာဖြစ်လဲဆိုကျမတို့ကိုယ်တိုင်ကလည်းပညာမကောင်းကောင်းမတင်ခဲ့ရလား စကန်ကြီးရလောဟိုအပြင်ဟိုတင်အဝေးတင်ဆိုတာဘာမှတတ်တာမှမဟုတ်အဲ့ဒါဘာမှတိတာမှမဟုတ်တာကျမတို့လည်းပညာရေးနဲ့ပတ်တယ်အဲ့ပညာရေးနဲ့ပတ်တက်ပြီးခက်ဆက်ဆက်ကလည်းနှိမ်ကြအောင်ဖန်တီးထားတာပစံရှိမှ ပညာတင်နိုင်မယ်ပတ်စံချမ်းသာမှဘွဲ့ဒီဂရီတွေအများကြီးရအောင်ယူနိုင်မယ်ပတ်စံရှိမှအသက်ပညာတွေရင်းနှီးပြီးတော့တင်ကြားနိုင်မယ်ခေတ်ကြီးတဲ့ကိုရောက်နေတာဘာပဲဖြစ်ဖြစ်ပတ်စံပတ်စံပတ်စံနဲ့ဖြည့်ရှင်းပြီးတော့မှတွားရတဲ့ခေတ်ကြီးတဲ့ကိုရောက်နေအဲ့တော့အဲ့ပတ်စံရောဘလို့ရှာရတာလဲနိုင်ငံတော်အစ်စ်မွေးထိုင်နေတဲ့လူတွေတပုံကြီးကျမအစီမှာဆိုရင်တရက်တရက်ကိုကေပေးလာချီးတာ ကေပေးလာချီးတဲ့လူတရက်တရက်အယောက်20လောက်ရှိတယ်။ရင်းနှီးတဲ့လူတွေလည်းပါတယ်မရင်းနှီးတဲ့လူတွေလည်းပါတယ်။အများကြီးချီးတာမဟုတ်ဘူးနော်။သူတို့မှာ1000 2000 3000တောင်တိုင်ပတ်နေ။ကျမလည်းအဲ့တော့ပြန်မချီးပေးနိုင်ဘူး။ဘာလို့လဲဆိုတော့ကျမကေပေးတဲ့မှာလည်းအများကြီး1000ထက်ကိုပိုမရှိဘူး။အဲ့လိုဖြစ်ဘာလို့ဆိုတော့ တာမန်လူဒန်းစားတွေအရည်ကြက်တဲလာတဲ့လူဒန်းစားတွေဖြစ်မှန်းမသိဖြစ်နေတာပေါ့နော်ဆုတ်နေတာဘာလို့ဆိုတော့အကုန်လုံးအစနေပြန်စရမယ့်အခြေအနေမျိုးမှာပေါ့နော်အကုန်ဆုတ်ချနေတာပေါ့ဒါလက်ရှိရန်ကုန်မြို့ရဲ့အခြေအနေကိုပဲပြောပြတာပါနယ်မြို့ရဲ့အခြေအနေကတော့စစ်ပွဲနေနေဆိုတော့ ဘာဘလို့ဘလို့ပြောရမှန်းမသိဘူးပါလိမ့်နော်လက်ရှိမှာရန်ကုန်မြို့မှာဖြစ်နေဒီတက်ဆိုးမလားတော့မပြောတတ်ဘူးဒီတက်ဆိုးရင်တော့တိတ်စားစရာမရှိတောက်စရာမရှိ လူကောင်းတွေကနေလူဆိုးတွေဖြစ်ကုန်မှာအရင်တော့ဆိုရင်ကျွန်တော်တို့ငွေကအရင်ရှာရလို့ရတယ် ဟိုလိုမလားတမာဇီဝါနဲ့ရှာအငွေရရမ်းရှာရလို့လေပြီးကြရင်ရှာလိုက်တဲ့ငွေရလည်းအသုံးခံတယ်9000ပဲတန်သည်1000ပဲတန်သည်ခုခေတ်မှာဖက်ဖက်မှာပတ်စံကအရန်ကုန်ငယ်ပါပဲလို့ပတ်စံမပါမပြီးအရင်ခေတ်တော့3000ဆိုတာ3500ဆိုတာဈေးသွားတဲ့လူတောင်တန်းမူမကိုင်းပုံမှန်လူလေလက်တန်းစားလူတောင်မယူ1000လုံးလုံးပါ ခုခေတ်မှာဘာမှမဝယ်ရသေး9000လောက်ကုန်သွားအဲ့တော့ကျွန်တော်တို့အလုံးလုံးပဲရမယ့်ပစံကလည်းတထောင်တထောင်ခွဲဒါအပြင်မှာနေစားရည်နဲ့လုပ်နေကြတယ်ကျွန်တော်အလေလက်တန်းသားလူတွေရဲ့တရရရငွေပေါ့လားအတထောင်တထောင်ခွဲနဲ့မိသားစု3လေးယောက်5 6ယောက်ဆိုရင်ဘယ်လိုစားကြမလဲဘာမှတော့ရမှာမဟုတ်အဲ့တော့တအိမ်အောင်မှာလူ9ယောက်ရှိရဆိုရင် နည်းဆုံး၄ယောက်ကအလုံးလုံးနေမှအဲ့အင်းစုပြေးမှာနှစ်ယောက်ထဲလုံးလုံးတဲ့၃ယောက်က ထိုင်းနေရဆိုရင်အဲ့နှစ်ယောက်ကတေပြာမှတ်ပြီးတော့တယောက်ထဲဆိုပို့ဆိုပေါ့အဲ့ကြောင့်မို့တော်တော်များများလည်းပညာရေးကိုဟိုမလိုက်နိုင်တော့ဘဲနဲ့ဒီထမင်းစားဖို့တော့ပဲရုန်းကန်နေရတာများတယ်ခလေးတွေလည်းလူတွေကဝတ်တထွာအရေးကြီးတယ်လေ စားစရာမရှိရင်ကြံမိကြံရကြံမှာပဲလုံမှာပဲအဲ့တော့အဲ့စနစ်ကြီးကိုဖြစ်မလာအောင် ကျမတို့ပြည်သူလူထုကလည်းတက်ညီလက်ညီနဲ့ဝိုင်းပြီးတော့မှညီညီညွတ်ညွတ်နဲ့ဆောင်ရွက်ရမှာပေါ့နေရမပေးတဲ့နီးတွေပေါ့အဝေးကြီးတွေရှောက်မစင်းစားနဲ့ကျမတို့ပတ်ဝန်းကျင်ကိုပဲစင်းစားကျမတို့မျက်စိရှေ့မှာရှိနေတဲ့အရာကိုပဲစင်းစားဟိုး ဟိုရှေရှေဝေးဝေးတွေရှောက်စင်းစားပြီးတော့မှအဲ့ဒါမောက်ကဟုတ်ကတွေရှောက်စင်းစားပြီးတော့မှအဲ့ဒါအမားတွေဖြစ်ကုန်ရောကျမတို့ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ကလိန်ကကြစ်တွေခိုးဆိုးလူနိုင်တွေဘောနော်ဒါတွေဘောနော်နေရာမပေးဖို့ဘောအခွင့်အရေးမပေးမိဖို့ဘောအလုံးလုံးချင်စိတ်ပေါ်အောင်အလုံးမလုံးချင်တဲ့လူတွေအချောင်တမားတွေကိုနေရာမပေးမိဖို့အရန်အရေးကြီးတာပေါ့တအားအရေးကြီးတဲ့အခြေအနေမျိုးတစ်ခုကို ဖြတ်တန်းနေရတာပေါ့နော်အမားရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲသူပြောထားတဲ့အထက်မှာတော်တော်လေးလဲစုံနေမူရင်စေဝါတွေရောစီးပွားရေးတွေရောလူတွေရဲ့အချက်စာရိတာပြောင်းလဲလာပုံတွေရောကလေးတွေရဲ့အပြော်ကနေအပြက်မဟုတ်တာကိုကြောက်ဝါရတဲ့အချက်အမူအချက်တွေရောအများကြီးပဲပါတယ် ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့လဲဟိုဘဟုတုတဘဟုတုတရသွားလိမ့်မယ်လို့လဲကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုအားပေးနေကြတဲ့မိတ်ဆွေများအားလုံးလည်းဟိုဘေးရန်အားလုံးကနေကင်းဝေးကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ